င်္ဂလာပါဖုတ်ဘောပရီဗျူးချန်နယ်ကနေပြန်လည်ပြီးတော့ကြိုဆိုပါရစေဒီနေ့အင်္ဂါနေ့ညမှာတော့လာချန်ပီယံလိစီမီဖိုင်နယ်ပထမအကြိုပွဲစဉ်တပွဲကစားဖို့ရှိတယ်ဘောနော်ဒီနေ့ညတနင်္လာနေ့မှာအာဆင်နယ်ကသူရဲ့အင်္ဂွင်းအမရစ်စတေဒီယံကွင်းထဲမှာတစ်ဖက်က PSG အတင်းအောင်သူအဲ့ကံပြီးတော့ကစားရမယ်ဘောနော်အဲ့တော့အဲ့ပွဲစဉ်ရဲ့လက်ရှိပေါက်ကြေးကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်အာဆင်နယ်ကတရေကျရင်65ပြားရှုံးမယ်ပြီးတော့ဂိုးပေါင်းနေနေဆိုလို့ရှိရင်၃ဂိုးသွင်း190ရရမယ်ဘောနော်အဲ့တော့ဒီဂန်နာတို့ကပြောမယ်ဆိုလို့ရှင်2008 2009ဘောလုံးရာသီနောက်ပိုင်းမှာပထမဆုံးအကြိမ်ဖြစ်ချန်ပီယံလိစ semi final ကိုတက်လန်းလာခဲ့တာဖြစ်တယ်ဒီတစ်ဖက်က PSG ကြတော့လေနောက်ဆုံးနိုင်ယာလီဆက်လိုက်ချန်ပီယံလိ semi final ကိုသူတို့တက်လန်းရောက်ခဲ့တာပေါ့နော်ဒီပြီးခဲ့တဲ့ quarter final အဆင့်မှာဆိုလို့ရှိရင် Arsenal ကတက်ရှိ Champion Real နဲ့တွေ့တယ်နှစ်ကြော်ပေါင်း၅ဂိုးတိုးနဲ့အနိုင်ရခဲ့ပြီးတော့သူတို့ semi final ကိုရောက်ခဲ့တယ်ပေါ့နော်ပြီးတော့ဂျာယက်မှာဆိုလို့ရှိရင်လည်း ခရစ်စဘယ်လီနဲ့သူတို့ကစားခဲ့ပြီးတော့တဖက်နှစ်ကိုစီတည်ရကြတယ်ပြီးတော့ပြန်ပွဲဆုံးနောက်ဆုံး12ပွဲဆက်မှာဒါအာဆင်နယ်ကလုံးဝရှုံးဝဲမရှိခဲ့တဲ့မှတ်တမ်းအကောင်တစ်ခုကိုလက်ရှိမှာပိုင်ဆိုင်ထားတယ်ဘာလို့ပြီးတော့ဒီပြီးခဲ့တဲ့ဘယ်လီနဲ့ပွဲချင်းမှာသူတို့ရှင်အာဆင်နယ်ရဲ့ကစားသမားကြီးဖြစ်တဲ့ KVO နဲ့ဒီလီဆန်ဒရိုထရော့ဆတ်တို့ကတွင်းကိုတွေတွင်းယူပေးခဲ့တာကိုတွေ့ရတယ်ဘာလို့အဲ့တော့ဒီနေ့မှာဆိုလို့ရှင်လည်းအာဆင်နယ်ရဲ့တိုက်စစ်မှာဒီလီဆန်ဒရိုထရော့ဆတ်ရဲ့တွင်းကိုတွေကကျွန်တော်မြင်တွေ့ရနိုင်ကြီးရှိတယ်ဘာလို့ဒီတစ်ဖက်ကဒီပါရီမြို့သားတွေကိုကျွန်တော်ပြန်ကြည့်မှဆိုလို့ရှင်တော့ဒီပြီးခဲ့တဲ့အဆင့်မှာဆိုလို့ရှင်သူတို့ပရီးမီယာ လီကလပ်အစံပီလာနဲ့တွေ့ရနှစ်ကျော်ပေါင်း၅ခု၄ခုနဲ့အနိုင်ရရခဲ့ပြီးသူတို့စီမီဖိုင်နယ်ကိုနှစ်နှစ်ဆက်လိုက်သူတို့တလန်းနိုင်ခဲ့တယ်ဘောနော်ဒါပေမဲ့လို့ပြိုင်ပွဲဆုံးနောက်ဆုံး၄ပွဲမှာဆိုလို့ရှိရင်တော့ PSG ကအနိုင်ဝဲတစ်ပွဲရခဲ့တယ်ပြီးတော့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်မှာဆိုလို့ရှိရင် PSG က Nice အတင်ကို၃ခု၃ခုနဲ့ရှုံးတယ်ဘောနော်ဒီပထမပိုင်းမှာဆိုလို့ရှိရင် Tamili ရဲ့ပေးပို့မှုကနေတဆင့် Fabian Ruiz က PSG အတွက်ခြေပါကိုသိမ်းယူခဲ့တယ်ဆိုပေမဲ့လို့ ဒီဒုတိယပိုင်းမှာ nice အတင်းက2ဂိုးပြန်ပြီးတော့တွင်းသွားခဲ့ပြီးတော့ဒီပွဲပြီးမှဆိုလို့ရှိရင် PSG က3ဂိုးလိုနဲ့ရှုံးခဲ့တယ်ဗောနော်အဲ့တော့ဒီ Arsenal နဲ့ PSG နှစ်တင်းလုံးကဒါပြန်ဝဲစုံမှဆိုလို့ရှိရင်တော့ထိတိုက်တွေ့ဆုံမှုစုစုပေါင်း5ချိန်ကြီးရှိရဲ Arsenal ကပြောမှဆိုလို့ရှိရင်အဲ့ဒီ5ချိန်လုံးမှာလုံးဝရှုံးပွဲမရှိခဲ့ဘူး နှစ်ကြိမ်ကြီးအနိုင်ရခဲ့တာကိုတွေ့ရတယ်ဘောနော်ပြီးတော့အခုနှစ်ချန်ပီယံလိရဲ့ဒါအုပ်စုတွင်းမှာဆိုလို့ရှင်လေဒီနှစ်တင်းရတွေ့ဆုံခဲ့ဘူးပဲဘောနော်အဲတော့အဲတော့အဆင်နဲ့ကသူ့ရဲ့အင်ဝင် Emirates မှာနှစ်ကိုကုမရှိနဲ့ PSG ကိုအနိုင်ကစားနိုင်ရတယ်ဘောနော်အဲတော့ဒီအဆင်နဲ့ရဲ့ဒီချန်ပီယံလိအင်ဝင် နောက်ဆုံး၁၁ပွဲကိုကျွန်တော်ပြန်ကြည့်ရင်သူလုံးဝရှုံးမွေးမိကစားထားတယ်ပြီးတော့အနိုင်ရခဲ့တဲ့ပွဲစဉ်စုစုပေါင်းကလည်း၉ပွဲတိရှိခဲ့တယ်ဘောနော်ပြီးတော့အနိုင်ရခဲ့တဲ့ပွဲစဉ်အများစုကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှင်အာဆင်နယ်က clean sheet တွေပါရခဲ့တယ်ဒီတစ်ဖက်က PSG ကတော့ဒီချန်ပီယံလိအဝေးက vergonha. နောက်ဆုံး10ပွဲမှာဆိုလို့ချင်း6ပွဲတည်းအနံ့ရခဲ့တယ်ဆိုပေမဲ့လို့ကျန်တဲ့4ပွဲမှာတို့တို့ရှုံးထားတယ်ဘာလို့ပြီးအာဆင်နယ်နဲ့ PSG တို့ရဲ့ထိတ်ထိတ်တွေ့ဆုံခဲ့တယ်နောက်ဆုံး9ချိန်ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ချင်းလဲ4ချိန်က9ဟောက်ခွဲတယ်တွေ့ရတယ်ဗောနော်ဒီဒါပေမဲ့လို့ဒီနေ့တင်းလုံးရဲ့လက်ရှိတိုက်စစ်ပိုင်းတွေကိုကျွန်တော်ပြန်ကြည့်ရင်တော့တော်တော်လေးကိုအားရစရာကောင်းတယ်ဗောနော်ဒီရာဒီချန်ပီယံလိမာဆိုလို့ချင်းနှစ်တင်းလုံးရဲ့တိုက်စစ်ပိုင်းတွေကတွင်ကိုစုစုပေါင်းတွင်ကို30ထိတို့တစ်ဖက်ကိုတွင်ကို30ထိရခဲ့တယ်ပြီးအာဆင်နယ်ကပြန်ဝဲဆုံးနောက်ဆုံး12ပွဲဆက်မှာဆိုလို့ချင်းဒီရှုံးမွဲလုံးကမရှိခဲ့ဘူးဒီ April လအတွင်းမှာကစားခဲ့ရဲစုစုပေါင်း9ပွဲမှာဆိုလို့ရှိရင်လည်း9ပွဲကသူတို့ရဲ့တိုက်စစ်ပိုင်းရတပွဲပြည့်မြတ်တွင်ကို2ကိုအ ਨੇ ဆုံးတွင်ယူခဲ့တာကိုတွေ့ရတယ်ပေါ့နော်အဲ့တော့ဒီပွဲမှာအစင်းနေနေရဲ့လူစင်းအင်အားကိုကျွန်တော်ပြကြည့်မယ်ဆိုလို့ရှိရင်ကာပရီဂျီဆက်တိုမီယာစုကာယာဘက်နဲ့ဂျော်ဂျင်ဟိုတို့ကဒဏ်ရာပြဿနာကြောင့် ပါဝင်နိုင်မှာမဟုတ်ခဲ့ဘူးဒါပေမဲ့လို့ဒီပြီးခဲ့တဲ့ VN ရဲ့ဒုတိယအကြော်ဝယ်စင်မှာအဝါကထိခဲ့တဲ့သုံးမပါတီတယောက်ကလည်းဒီနေ့ဒါပရမအကြော်ကိုလွဲချုံမယ်ဘောနော်ဒီဒုတိယအကြော်မှာတော့ပါတီကပြန်ပြီးပါဝင်လာမှာဖြစ်တယ်ဘောနော်ဒီပြီးခဲ့တဲ့ဒီ Crystalin နဲ့ပွဲစင်မှာဆိုလို့ရှိရင်လည်းဒါ Clarfiori တို့ Ban White တို့ Marino တို့ကမပါဝင်ခဲ့ဘူးဘောနော်ဒီနေ့မှာတော့ဒီကစားသမားတွေကဒါ Arsenal ရဲ့လူစင်မှာပြန်ပြီးပါဝင်လာနိုင်မှာဖြစ်တယ်ဘောနော်ဒီတစ်ဖက်က PSG ကိုကျွန်တော်ပြန်ကြည့်မယ်ဆိုလို့ရှိရင်ပြိုင်ပွဲဆိုနောက်ဆုံး၄ပွဲမှာနှစ်ပွဲတိရှုံးတယ်ပြီးတော့2020 2015ခုနှစ်အတွင်းမှာကစားခဲ့တဲ့ဝေကွင်းပွဲစဉ်တွေမှာဆိုလို့ရှိရင်တော့သူတို့ရှုံးဝဲတဝဲပဲရှိခဲ့တာကိုတွေ့ရတယ်စုစုပေါင်းဝေကွင်း15ပွဲကစားခဲ့ပြီးတော့သူ73ပွဲထိနိုင်ခဲ့တာကိုတွေ့ရတယ်ဘာလို့ပြီးတော့ဒီရာဒီချန်ပီယံလိရှုံးတဲ့အဆင့်တွေမှာဆိုလို့ရှိရင်လည်း PSG ကအင်္ဂလိပ်ကလပ်အသင်းတွေဖြစ်တဲ့ Liverpool, AS Milan အသင်းတွေကိုကျော်ဖြတ်ပြခဲ့တယ်ဆိုပေမဲ့လို့လက်ရှိ Arsenal ရဲ့ကွင်းမှာသူတို့ပုံစံကောင်းပြပြီးတော့နောက်ဒီနောက်ဆုံး PSG ရောက်ဖို့ဆိုတော့သူတို့အတွက်တော်တော်လေးကိုခက်ခဲနိုင်တယ်ဘာလို့ Arsenal ကချန်ပီယံလိနောက်ဆုံး ရှစ်ပွဲမှာဆိုလို့ရှိရင်ခုနှစ်ပွဲထိနိုင်ခဲ့တယ်ပြီးတော့အခုနှစ်ဘောလုံးရာဒီအမရိတ်မှာ PSG ကိုအခက်ကစားခဲ့စီရင်လည်းသူတို့နှစ်ဂိုးခုမရှိရင်ဂိုးမရှိနဲ့နိုင်ခဲ့ရေပေါ့နော်ပြီးတော့အာဆင်နယ်တင်းကလီဘီယာဒါအာဒီဒါဆပြီးတော့ကင်တွေပြီးရဲ့နောက်ပိုင်းမှာဆိုလို့ရှိရင်ချန်ပီယံလိအိမ်ဝင်နောက်ဆုံး၁၁ပွဲမှာကိုဝက်ဒီသူတို့အနိုင်ရခဲ့တာကိုတွေ့ရတယ်ပေါ့နော်ဒီတစ်ဖက်က PSG ကတော့သူတို့နောက်ဆုံးကစားခဲ့ပွဲစဉ်မှာဆိုလို့ရှိရင် Nice အတင်းနဲ့ကစားတယ်ပြီးတော့၃ဂိုးတခုနဲ့ရှုံးခဲ့တယ်ပြီးတော့ quarter final မှာဆိုလို့ရှိရင်လည်းဒါဒုတိယအကြိုဖြစ်ဘာမင်ဂမ်မှာသွားကစားခဲ့ရတဲ့ပွဲစဉ်မှာဆိုလို့ရှိရင်လည်း Aston Villa သူ၃ခု၃ခုနဲ့ရှုံးခဲ့ဘူးတယ်ဗောနော်အဲ့တော့ဒီနေ့မှလည်းဒါလန်ဒန်မှာသွားကစားမဲ့ပွဲစဉ်က PSG အတွက်တော်တော်လေးကိုခက်ခဲနိုင်တယ်ပြီးတော့အိမ်ကွင်းမှာဆိုလို့ရှိရင်အာဆင်နယ်ကလက်ရှိချန်ပီယံ Real ကိုတော့မှဒါ၃ခုပြတ်နဲ့အနိုင်ရခဲ့တဲ့အာဆင်နယ်ရဲ့ခြေစွမ်းကဒီနေ့မှလည်းသူတို့ရဲ့အိမ်ကွင်းမှာတစ်ဖက်က PSG ကိုအနိုင်ကစားနိုင်တဲ့ အခြေအနေမှာရှိတယ်ဗောနော်အဲ့တော့တည်ကြရင်65ဖျားဒီရှုံမဲ့အဆင်နယ်ကိုကျွန်တော်ဒီနေ့ဝေးစင်မှာသဘောကျတယ်အဆင်နယ်အနေနဲ့ပြောရမယ်ဆိုလို့ရှိရင်သူတို့ PSG ကိုအနိုင်ကစားနိုင်လိမ့်မယ်လို့ထင်တယ်ဒီပွဲမှာဒါအခုနေ့ဒီ Champions League အစောပိုင်းမှာတွေ့ခဲ့တော့ကလည်းအဆင်နယ်အိမ်ကွင်းမှာ PSG ကို2-0နဲ့အနိုင်ရခဲ့လို့ဒီနေ့ပွဲစဉ်မှာလည်း PSG ကိုအဆင်နယ်အနည်းဆုံး1-0လောက်တော့အိမ်ကွင်းမှာအားသာချက်ယူပြီးတော့အနိုင်ကစားနိုင်လိမ့်မယ်လို့တော့ကျွန်တော်ထင်တယ်ဗောနော်အဲ့တော့ဒီပွဲမှာကျွန်တော်အဆင်နယ်ကိုသဘောကျတယ်အဆင်နယ် PSG ကို1-0လောက်တော့အနိုင်ရသွားမယ်လို့ထင်တယ်ဗောနော်အဲ့တော့ဒီနေ့ပွဲစဉ်ရဲ့ ဒါရွေးချယ်မှုနဲ့ပတ်သက်ပြီးတော့ညီကိုတို့ရဲ့အမြင်တွေကိုလည်းဒီဗီဒီယိုအောက်က comment မှာဝင်ပြီးတော့ရေးသွားပြီးတော့လို့ရတယ်ပြီးတော့ဒီနေ့ဗီဒီယိုကဒါညီကိုတို့တို့အထောက်အကူပေးခဲ့မယ်ဆိုလို့ရှင်လဲဒီနေ့ဗီဒီယိုကိုဒီ like and channel ကိုပြီးတော့ subscribe လေးလုပ်ခဲ့လို့ရတယ်ဗောနော်